အားလုံးပဲမင်္ဂလာပါရှင်အော်ပရာဒရမာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာစင်မြတနုပြုရဲ့ကျွန်ုပ်နဲ့ဆေးဘက်ဝင်ဈေးကွက်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်ုပ်ရဲ့မိုးဆိုးဘဝတသက်တာမှာတားကောင်ကြီးများရှာပြီးမျိုးမျိုးမြက်မြက်ငွေရတာလည်းရှိတယ်တားကောင်မရလဲကစွန်းရွက်ဘူဒီခယန်တီဈေးတီတကာတရံဈေးဝအတွက်အသုံးပြုပြီးတော့တော်ရင်တားကောင်များမှားယူသူများလည်းရှိပါတယ်သူတို့ကလူချမ်းသာတော့သူတို့လူချင်တာရှာရင်ငွေကိုမနှမြော်ဘူး ကျွန်တော်မှာထို့သူများနဲ့တွေ့ရင်တို့လိုချင်တာရရင်ငွေကိုမနှမျောပဲပေးကမ်းတတ်ပါတယ်စတော့ကျုပ်ကမြောက်သွေးပဲလိုချင်တာမြောက်သားမစားချင်ပါဘူးခမည်းသိပါတယ်ကျုံမှာမရနိုင်အောင်ဆိုတာစိတ်ချစိတ်ချစတော့3000ပေးပါတယ်နေလို့လားရော့9000ထပ်ယူပါနော်ထို့သူမျိုးနဲ့တွေ့ရင်ကျွန်တော်မှာနှက်ခါစားရတယ်တို့လိုချင်တဲ့သားကောင်ရဲ့အစိတ်ပိုင်းတွေရှာပေးလို့ငွေရတာကတမျိုး ကြံရစ်တဲ့သားကောင်ကိုခုတ်တဲ့ရောင်းချလို့ရတာကတမျိုး တနေ့ရွာမှာအသက်အကြီးဆုံးအဖအောင်ကျွန်ုပ်ထံကိုမနဲ့စောစောရောက်ချလာတယ်။ဟေ့ငတွတ်ပြီတော်ရဲဝင်တော့မလို့လား။ကျွန်ုပ်လည်းအဖအောင်အာနေရထိုင်ခင်းပေးတယ်။အခုပဲဝင်တော့မလို့အကျန်းလေးနဲ့ကောင်းချင်းပေါင်းစားဖို့စောင့်နေတာ။အတော်ပဲတော်ရဲဝင်ဒီစိတ်မြစ်ကလေးမှားမလို့ကွာ။သူ့အပင်ကအာယုဘေဒဆေးပုံမာလို့ခေါ်တယ်။ကျွန်းပင်နဲ့တူတယ်မင်းကိုနမူနာပြမယ်တွေ့လားစေးမြစ်ကဒီပုံစံပဲသူ့အမြစ်ကဖြူဖြူပွေပွေနန်းကျင်ညှိဆို့ဆို့နန်းနေ ရှာနဲ့တူလိုက်ချိုးပြီးတော့မှွေးတယ်ဒီမှာလေကျွန်တော်တကားမှမတွေ့ဘူးပါဘူးဘာဆွမ်းလဲအတက်ရှိနုပြူတန်ဆွမ်းနဲ့ငါ65နဲ့ရှိပြီတွေ့လားတက်ရှိကျမ်းမာနေတာရောင်းရှာခဲ့9000ပေးမယ်ကျွန်တော်မှဆေးဝါးကိစ္စနားမလဲတော့လေကျွန်းပင်နဲ့တူတဲ့ထိုးပင်များကိုတွေ့ရလို့ထိုးအလုပ်ကိုလက်ခံလိုက်ပါတယ်음ငွေက9000တောင်မှထိုးကိစ္စကိုမသိမြင်ကိုမပြောမိပါဘူးကျွန်တော်လည်းမသိမြင်လာချပေးတဲ့ကောင်းချင်းပေါင်းနဲ့ရှင်နှွေးကျန်းကိုလွှဲရင်မသိမြင်ကထူးဆန်းတဲ့စကားကိုဆိုတယ် ရှင့်ကိုပြောမလို့တော့ရွာတောင်ပိုင်းကမိမွေလေကိုဝင်ငားလာရှိမှမြောက်သေးနှလုံးကိုစားကြင်လို့ရတော့ချင်းချင်းတက်တာအဲ့ဒါဘလောက်ပေးရပေးရရှာပေးပါရဲ့ရှင်ရအောင်ရှာခဲ့ကျုပ်ကိုပါတိတ်ဝတ်ဆက်တွေပေးမှမြောက်သားကိုရွာထဲကိုလဲရောင်းမယ်ဟွန်းပါတိတ်နဲ့မြောက်နှလုံးလဲမယ်ပေါ့လေမရှာပေးနိုင်ပါဘူးကျွန်ုပ်ရဲ့ပမာမခန့်အပြောကိုအမြင်ကက်ရမှဒေါသအဖြစ်ကိုကူးပြောင်းသွားပါရဲ့တော့ကတော့ပဲရှင်တင်းနဲ့မြောက်တကောင်မပါလာလို့ကတော့ကြောက်ကြောင်းတည်မယ် ရောက်သေးမရရင်တော့ရှင့်အသေးပဲဘုဒ္ဓမသေးမြေရဲ့တစ်ချက်လို့အမိန့်တော်ကြောင့်အမြန်ဆုံးတော်ရဲကိုဝင်ရောက်ခဲ့ရပါတော့တယ်ကျွန်ုပ်တို့လည်းရွာထိတ်ကိုရောက်တဲ့အခါဆရာကြီးဦးအေယာချန်နဲ့တွေ့လို့ရတယ်ဟောဆရာတော်ကြည်စန်းစိတ်ကူးလုံးပြုံးစုတွေ့လိုက်ရတာအစင်တင်လိုက်တာတည်တယ်ဆရာကြီးဘာမှခြင်းလို့လဲတော်ရဲမှာဘဲတလေးဆန်ရဲ့ဘဲသေးကြီးနှက်ခမ်းမွေးအသေးနှလုံးဟိုကပြောတာတော့မဆောင်ဘူးဒီလိုပါကွာငါလူနာအတွက်မွေးတကောင်လောက်လိုချင်တယ်ကွာမွေးဆွဲကိုမိဖုတ်ပြချစီးနေရောပြီးတော့ ဥယျာချမ်းကျွန်တော်သိပြီစီးဖော်ဖို့မွေးတကောင်ဆိုရပြီပေါ့ဟုတ်ပါဟုတ်ပါရလာမှာအဖိုးကပေးမယ်နော်ရစေမယ်ရစေမယ်လူနာကိုအာမခံနဲ့ကုပေးမှာတည်သွားရင်တော့စီးဖို့ကတော့ကျွန်ုပ်တို့မှာအော်ရာအမာများနဲ့အတူပျော်ရွှင်စွာ တော်ရဲကိုမျက်လုံးရှင်းရှင်းထားပြီးတော့ရှာဖွေကြပါရစေဒီပင်ကအပအောင်ရှာခိုင်းတဲ့အပင်ထင်တယ်ထိုခိုက်တဲ့ပင်ပေါ်မှာတန်းလန့်ကြနေတဲ့မွေးတကောင်ရဲ့အမိကိုတွေ့လိုက်ရပါတယ်ဘိုက်ကလေးမွေးတဲ့ပင်ပေါ်တက်နေတယ် တပင်မော်တက်ပြီးတော့မွေဖက်ရံကိစ္စကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးအန်ဒီရများတယ်မွေမီကိုကင်ပြီးတော့အောက်ကိုဆွဲချမယ်ကျွန်တော်မှဖြတ်ခနဲ့မွေမီကိုဆွဲလိုက်ပြီးတော့အရှိန်နဲ့အောက်ကိုဆွဲချလိုက်တယ်ဒီကောင်ကဒီကိုင်းနဲ့ပတ်ထားတယ်ဟာဒါတော့ကောင်းပါတယ်မွေမျိုးတကားမှမတွေ့ဘူးဘူးကျွန်တော်တို့နှစ်ယောက်ကအောက်ကိုဆွဲချလိုက်တဲ့အခါတပင်ကြမှာမွေမှာပြုတ်ကျလာပါတယ်ဟိုက်မွေမွေမဟုတ်ပါလားကြက်ကြက်တက်မီတကိုင်းပေါ်မှာပြုံးကနေကျလာတဲ့ကြက်တက်ကတရက်ခံကိုလှည့်ပတ်ရှာပါတယ် ငါအိမ်မောကြနေအောင်နှောက်ရက်တဲ့ကောင်နဲ့တွေ့မယ်တွေ့ပြီတွေ့ပြီဒီနှစ်ကောင်ပဲဖြစ်မယ်ငါလိုတော့ပြင်ကိုမခံလေးစားလုပ်တဲ့ကောင်နဲ့ငါကြောင်ပြရသေးရပေါ့မွေမွေမက်လို့မုတ်ဆိုးလုံနေပြီဒါတော့နားမလဲဟုတ်လားကျတို့ကျသက်ဆိုတာတပ်ပင်ပေါ်မှာအဲ့ရင်အမိကိုတွဲလောင်းချနေကြတော်တော်တုံးနေမုတ်ဆိုးမှတ်ထားကျွန်တော်မှလည်းရရှိလာတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့လက်ဆွဲတော်နှလုံးပြုံးနဲ့ချိန်ရွယ်ပြီးတော့ပြစ်ချလိုက်ပါတယ်ပြုံးကနေပြရလို့ချက်ကားကိုမထည့်ဘူးကြည်စံကမူးပေါ်ထောင်သွားပါတော့တယ် ကတုံးငါတက်ပင်ပေါ်ကနေဆွဲချတယ်။တနက်နဲ့လည်းပြက်တယ်။လွန်နေပြီကတုံး။ကျွန်ုပ်မှာသားကောင်လွတ်သွားလို့မကြေမနက်ဖြစ်ကြံ့ရခဲ့ပါတယ်။တော်သေးရဲ့ငါ့ကိုကြက်တဲ့နောက်မလိုက်ခိုင်းလို့ကျွန်ုပ်နဲ့ဖိုက်ကလေးတို့လည်းထက်မှန်ပြီးတော့သားကောင်ကိုဆက်လက်ရှာဖွေရပါတယ်။အော်ရာမာတွေကရမှဖြစ်မှာနော်။အဆက်ကွဲနေုံပဲဆရာတော့။ဖိုက်ကလေးမင်းကမယုံကြည်ဘူးလား။မယုံကြည်ငါနောက်ကမလိုက်နဲ့အဆက်နဲ့လူလောက်တာကွဒီလိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့နှစ်ယောက်အခြေတင်စကားပြောနေခိုင် မြောက်တကောင်ကတတိခူရံတပင်ပေါ်ကိုရောက်ရှိလာတယ်။ဆက်တို့ရေဟိုဟိုမှကျွန်ုပ်လဲမြောက်သွေးအော်ရာအတိကြောင့်ပြုံးကနေပြစ်ချလိုက်ပါတယ်။ကျွန်ုပ်ရဲ့လက်ကလွဲချော်သွားတယ်။မြောက်ကအထိတ်တလန့်ဖြစ်ကတခြားတပင်တပင်ကိုခုန်ကူးသွားပါတော့တယ်။ဇေဥပေါက်တော်လွဲသွားပြီ။ဆက်တို့ရေဒီကောင်ကတိတ်ဝေးဝေးပြေးမှာမဟုတ်ဘူး။တပင်အောက်ကအသားလေးလိုက်ကြရအောင်။ဘိုက်ကလေးစကားတိုင်းတပင်များစီမှာပုံရှိုးွယ်ရှိုးလိုက်ခဲ့ကြကြရ။15မိနစ်ခန့်အကြာမှာထုံမြောက်ကိုပြန်တွေ့တယ်။ ထုံမြောက်ကငပြောခိုင်ထန်းလျက်ကျွန်ုပ်လေးဒီတကအပိုင်းလို့တွက်ကတနက်ပြက်ထိုးချိန်နေစဉ်အနောက်မှာတကတကဆိုသောအတန်ကြောင့်လှည့်ကြည့်လိုက်ချေရဟာတော်ရင်မှာတရားကျင့်နေတဲ့အဘရသေးပါလားတကဒီမြောက်လေးကအဘရသေးကိုတက်ဦးတက်ဖို့တွေရှာကျွေးနေတဲ့မြောက်ကလေးပါကွယ်သူ့ချမ်းသာပေးပါကွယ်တာတို့တာတို့တာတို့ကျွန်ုပ်တို့မှာဒီနေ့တနေ့လုံးဘာမှအဆင်မပြေတော့ဘူးကေစီယာတို့ရေနေဝင်တော့မယ်အော်ရာအမာရီမရခဲ့ကြောင်းဒီမျက်ခွက်ကြီးတွေနဲ့မျက်နှာပြောင်တိုက်ပြီးပြန်ကြပါစို့ ဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့မပါလည်းမဖြစ်တော့အရာမြမတလေ၁၂လရာသီပွဲတော်များမှာ၁၂လလုံးလုံးကျင်းပကြတာက ခုံယူပွဲရာဖြစ်ပါတယ်၁၂လလုံးလုံးပွဲတော်ရှိတာကဘာပေါ်မှာဒုတနိုင်ငံပဲကွာယခုလဲထမင်းပွဲအားတကြီးပါစီကိုယ်တိုင်ဦးစီးကျင်းပနေလေပြီ၂၂တိုင်းပြိုင်ပွဲကတရွာလုံးအဖွဲလိုက်ဝင်ပြိုင်ကြပါတယ်ရွှေလော်တက်အဖွဲကရွာလဲကွက်လက်ကြီးမှာအဖွဲပြိုင်ပွဲဝင်အဖွဲပေါင်း90ကျော်ရှိပါတယ် ကျွန်တော်ဘိုက်ကလေးနဲ့စောတက်မောင်တို့ကတက်ဖွဲ့အနေနဲ့ဝင်ပြိုင်ကြပါတယ်။ကိုလူကျော်တို့အဖွဲ့ဆက်တွေ့ရင်စုငွေရတသိန်းကြီးများတော့နော်ပထမရအောင်ပြိုင်ပြအဖွဲပေါင်း90ကျော်ကကိုပြစီကိုကောင်ညင်းစံစီအောင်ကျော်နှမ်းမြေပဲစရာတွေကိုအစင်တဲ့ကိုပစံတဲ့ကိုဝယ်ယူလာရပါတယ်။စူမရတော့လဲထမနေလှူပြီးသားပေါ့။ပြိုင်ပွဲဝင်အဖွဲများကကိုပြစီတို့နဲ့ပြိုင်ရတော့လဲအပြုံးမပြတ်ကြပါဘူး။ပြိုင်ပွဲဝင်အဖွဲ90တို့မှာ ထမနေဦးပေါင်း90ဦးရွာဦးဖျားအားအာယုံဆက်ကတ်လူတန်းရင်ဖုန်ကြီးကျောင်းများကိုထမနေဆက်ကတ်ကြံထမနေတွေကိုကိုရင်ပိုးစာမိသားစုလူတန်းနဲ့ကော်ဖီမင်းများနဲ့အတူရွာသားတွေကတပြော်တပါစားကြပါတော့တယ်ချမ်းချမ်းစီစီစောင်းနေမှုံများကြားမှာပျော်စရာဘလောက်ကောင်းမလဲကိုသာစဉ်းစားကြည့်ပါတော့မိတ်ဆွေညာမိုးချုပ်တာနဲ့မိစမ်းမမိချောင်းများကိုပြိုင်ပွဲဝင်မဲ့ကွင်းကြီးတစ်လျှောက်ထိန်ထိန်လင်းစေပါတော့တယ်ကြုံတိုင်းမှာဟုတ်ပါလေစပြိုင်ပွဲဝင်မဲ့အဖွဲ50မှာအဖွဲသားများနဲ့ ဒိုးဝိုင်းမှမြိုင်းဆိုင်စွာတီးမုတ်ကခုံကြတာကပြောစရာပင်ကောင်းပါတယ်။ကဲသွေးပူလေးချိန်ကလေးစားလိုက်ရအောင်။ပြိုင်ပွဲဝင်များကချက်ပြုတ်စရာပစ္စည်းများထည့်ထားတဲ့တောင်းထဲမှပလင်းကိုထုတ်ပြီးတော့တယောက်တစ်ခွက်တောက်နေကြတယ်။ကျွန်တော်လည်းမနေတာလို့ချက်ကြီးမင်းတို့ဘာတွေတောက်နေကြရလဲ။ဆရာတို့ကလည်းပြိုင်ပွဲအတွက်သွေးပူလေးချိန်ကလုံနေရလေချပါအောင်လား။ဟာမင်းတို့ကအရက်တွေပဲဘာသာရေးပွဲလေးပါလေးလဲရှောင်းပါအောင်။ဆရာတို့ကလည်းဒါရွာတလေပဲလေ။ တချို့ဘွဲ့တွေကစောစောစီစီမှန်နေလို့ဒိုးဝိုင်းနဲ့ကကုန်နေကြပါတော့တယ်။ ừ ပြောတာတော့ပြောတာပေါ့လေ။ကျွန်တို့ရွာမှာအရက်နဲ့ဧည့်ခံချင်းကဘေကနေလာတဲ့ဒလီမန်းလည်းမသိတော့ပါဘူး။ရွာကိုဧည့်တဲ့လိုင်းထမင်းဝိုင်းမှာအရက်နဲ့ဧည့်ခံတယ်။တငယ်ချင်းအိမ်မွေးချက်ကလာသားချက်လေးမိပါအောင်။ကျွန်တော်လည်းပြိုင်ပွဲမစမီပြိုင်ပွဲဝင်တွေကိုလှည့်ကြည့်တဲ့အခါလွန်စွာမှစိတ်ပြတ်မိပါတယ်။တချို့ကခွက်ပုံတချို့ကပလင်းထောင်ပြီးတော့ပေါ်ပေါ်ထင်ထင်တောက်ကြတယ်။ အာတုဝရှင်အာတုဝရှင်မှာနေမိညာမိချက်ပြုတ်ရတဲ့ပြင်အရက်ကိုလည်းမပြတ်ချင်ရအာတုဝချတဲ့နေ့ဆိုရင်တန်တမမာကာလာသားများမူးနေလို့တင်ញိုင်းကုန်းမှာအလောင်းမှာတော်တော်နဲ့နေမချရပါဘူးအရက်တကူကြောင့်အလောင်းကိုထမ်းပြီးစော်ကစားတက်ကြတယ်ပျော်ရဟိပျော်ရဟိအလူဆောင်ရင်တော့စိုးပွားရမရှိတော့ဘူးချက်ပြုတ်ရေးနေရာပေါ်မှာပေါ်ပေါ်တင်တင်ပလင်းထောင်ရေ၎င်းပလတ်စတစ်ပုံးပြ၎င်းတောက်တက်ကြပါတယ်ကျွန်တို့ငယ်စဉ်ကရွာမှာထရီတမအရက်တောက်တက်သူဆိုရင်ရှောင်ကြတယ် အေကိုရောကတောက်တက်တဲ့သူ့အရှောင်းနော်လူကိုပြောစရာလိုလားယခုတော့ရွာမှာအရက်ဆိုင်ရှိတယ်လို့ထရေဆိုင်လည်းရှိပါတယ်ပူဆိုးတာကလူငယ်လေးများပါတောက်တက်စားတက်လာကြတယ်ဒါပဲဒူတော့မှပြောစရာမှမရှိတာလှဲ့ပတ်ကြည့်ရှုပြီးတော့ကျွန်ုပ်တို့အဖွဲနေရာပြောင်းရောက်တော့ဘိုက်ကလေးနဲ့စောကြီးတို့ပါချက်ကြီးနဲ့ခွက်ပုံးချနေကြပါတယ်ဟိတ်ကောင်းနေနော်မကြမီတကြီးပါစီတို့အခဲဖြတ်တိုင်းလူကြီးများရောက်လာလို့ပြိုင်ပွဲစတင်ရဝစီမှုန့်လီတော့တယ်အဖွဲများအလုံးစတင်ချက်ပြုတ်ကြတယ် ဒူဝိုင်းများကလည်းမြင်းမြန်ဆိုင်ဆိုင်တညာလုံးစိုးကြတိကြအဖွဲများကလည်းစားကြတောက်ကြနဲ့မနက်၃နာရီလောက်မှပြိုင်ပွဲပြီးဆုံးသွားတယ်။ထို့အခါဒေါသပေါက်ကွဲသူကဒိုင်းချုပ်တကြီးပါစီဒီဖွဲကလည်းကောင်းခြင်းမနှုမနဲ့ဟိုဖွဲကြတော့လည်းထမင်းတွေကပျော့ပြဲပြီးဂျိုးတွေကဘာဦးဖွဲကကောင်းခြင်းနဲ့ပြီးအုံစံတွေကမဲတူအစိုးဆုံးဖွဲမှာချက်ကြီးတော့ပဲညတနိုင်တွေကမီးထိုးပြီးတော့မူးမူးနဲ့အိပ်ပျော်သွားကြရာထမင်းတဲ့တဲ့လုံးမဲတူချိတ်သွားပါတော့တယ်။ ဒီတက်ဆိုးတာက အုံးကြော်တို့အဖွဲ့ကောင်းငင်းမွေတဲ့အခါရေအစားပလတ်စတစ်ပုံးနဲ့ထည့်ထားတဲ့အရက်ကိုမှားပြီးထည့်မိလိုက်လို့ထမင်းထဲမှာအရက်စော်နှံနေပါတော့တယ်။အရက်နှံကိုထောင်းလမောင်းထနေတာပဲ။သွားပြီးအားလုံးကို ထိတ်တုံးခတ်ပြရမယ်။ကုသိုလ်ရေးကိုစိတ်ဝင်စားအောင်အရက်တောက်ဖို့ပဲတည်တဲ့ကောင်းတွေ။နောက်နေ့ဒီပြိုင်ပွဲမှာလုံးဝအရက်မတောက်ရအောင်ဒါငါအမိန်ပဲ။ကျွန်တော်တို့ရဲ့ထမင်းထဲမှာဘာစုမှမရတော့လေ။တကြီးအရက်တောက်ခွင့်ပိတ်ပင်ခြင်းကိုကျွန်တော်အလွန်မှဝမ်းသာရပါတော့တယ်။ ဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့မွေတနေ့မှာတော့ကျွန်ုပ်တို့ပေနဲ့တပည့်ကျော်ဘိုက်ကလေးတို့ဟာနေစာတူဝါထုံးစံအတိုင်းအမဲပြည့်ရန်အတွက်ရူမာတော်ကြီးတွင်ကိုချင်းနေဝင်ရောက်ခဲ့ကြပြန်ပါတယ်ညရစာတို့ပေလာပြီဟဲ့တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်ရူမာတော်ကစိတ်များများကြီးလိမ့်ကြံနေပါတယ်မိသားတို့ကနူးဤနေတယ်ကြောက်သားမှာပေါ်တင်နေတဲ့မိသားကပို့ပြီးတော့အန္တရာယ်ကြီးလာပါတယ်နင်းမိပြီးချောသားမှာကနဘေးမှာရှုံမြောင်ကြောက်ကဘာတို့ရှိကြရာ ကြာသွားရင်ပြည့်အယူတကြာအသားတကြာစီဖြစ်နိုင်တယ်။ရိုမကဆဲမတဲ့လေတေမင်းကတွင်နဲ့တူလာပါလား။သူကြတေမာကြောက်တက်လိုက်တာတော်တော်တရားရယ်မဟုတ်ဆို။တနည်းအားဝဲခြုံတိုးသွားတန်တဲ့တဲ့ကိုကြားလိုက်ရတယ်။မော်ဆိုးနာကပါလက်လာတယ်။နဘူးခြုံများကတဲလွန်စာပြီးနေပါတယ်။လေမတိုက်ပါပဲနဲ့တရင်နှွဲ့နှွဲ့ကျွန်ုပ်နဲ့ဘိုက်ကလေးလဲနဘူးခြုံပြီးနီးကပ်နိုင်တဲ့လောက်နီးကပ်လာပါတယ်။ဘိုက်ကလေးကဓလုတ်နဲ့အစင်တဲ့ကျွန်ုပ်ကနှလုံးပြူနဲ့ထိုးချိန်ပါတယ်။ ခွေးတူဝတ်တူကောင်းကမလင်ပါဘူးနဘူးညွံ့မြောက်တာအာရပါရလွှေးနေတယ်ကျွန်တော်ကဖေးတိုင်းနေတဲ့ခွေးတူဝတ်တူတေချာချင်းရဲ့ကခလုတ်ကိုနှိပ်လိုက်တယ်ကိုရိုက်ရန်အပောက်ကွဲတန်ကမြိုင်းရန်အနှက်မြည်ဟေးသွားပါတယ်ခွေးတူဝတ်တူရဲ့ခနာကိုကစက္ကနေတုံခါသွားတယ်တုံးလေးလန်းပြေးသွားတယ်ဘိုင်းကနေလေးကြတယ်ကျွန်တော်ကခုံယူစွာနဲ့ပြောင်းဝါမှာလုံနေတဲ့ရန်ငွေများကိုမှုန့်နေပါတော့တယ်ခွေးတူဝတ်တူကိုလှမ်းမလိုက်တဲ့ဘိုက်ကလေးရည်တန်ကြီးကထွက်လာတယ်လက်ဆက်သက်တော့ငါထင်ထားတဲ့အတိုင်းပါပဲလား ။ဘာဖြစ်လို့လဲကွ။ခွေးတူဝတ်တူခန္ဓာကိုယ်မှာတနက်တန်ရာမရှိဘူးဗျ။ဟောဒီဓမြောင်ချက်ကြောင့်ဒီကောင်အသက်ထွက်သွားတာ။ဟုတ်ရဲ့လား။လာကြည့်ပါအောင်ကွ။အရှင်ကြီးဗျာ။ဟိုလေဆက်တော့လက်ကမရှောင်ရင်လွတ်တယ်မလား။ဒီကောင်ရှောင်လိုက်တာကျွန်တော်မတွေ့ဘူး။ကျွန်ုပ်ကပြောင်းမဲကောက်နေသလား။ကျွန်ုပ်ကပဲကံမကောင်းလေသလား။ကံကြမ္မာကိုရိုးမယ်ဖွဲ့ရတော့မှသာခွေးတူဝတ်တူကိုထန်းကကျွန်ုပ်တို့ပြန်လာခဲ့ကြတယ်။ကွင်းပြင်ခါပြက်ကိုဖျက်တမ်းလာပါတယ်။ထိုနေရာကတပ်ပင်မရှိဘူး။တောင်ခပန်းပေါ်မှာ ထို့စဉ်မှမျောလင့်သောအချင်းရာနှင့်ကြုံတွေ့ရပုံမှာကျွန်ုပ်တို့ရဲ့ခွေးတူဝက်တူကိုဆွဲလုခံလိုက်ရပါတယ်။ဟိုက်ပါသွားပြီဗျ။အီယာမငှက်ကြီးငှက်ကြီးရဲ့ခြေထောက်မှာဆွေကနေပါသွားတာကကျွန်ုပ်တို့ရဲ့ခွေးတူဝက်တူကျွန်ုပ်တို့ကငှက်ကြီးကိုလွန်စွာမှဒေါသထွက်လာတော့လည်းမတက်တာပါဘူး။နှလုံးပြူနဲ့လှမ်းပြေးရအောင်ကလည်းကြီးကုံနာပဲအဖက်တင်နေ။ဘလို့ပင်ဆိုစီဒီကနေ့ဖို့တားကောင်မပါလို့မဖြစ်ပါဘူး။တပည့်ကြီးရဲ့ကြိုးစားလိုက်အောင်။တားကောင်ပါသွားမှမသေးမြင်ကဖျားပွဲအတွက် ရွှေလေးစင်နိုင်မည်မဟုတ်ပါလား။သူမရရွှေဝတ်ဖို့ငါကကြားကငှထွားခါနာအစ်စ်ပါနေပြီ။မယဲမြောင်ကျော်မှဝင်းတကောင်နဲ့ပတ်ပင်တွေ့တယ်။ဝင်းကောင်ကကျွန်ုပ်တို့ကိုမမြင်ပါဘူး။တကိုင်းမှာအုံပွဲထားတဲ့ပြားအုံမှာပြားတက်လက်မြောက်တာဆွဲဆွဲခါယူပြီးတော့ပါဇက်ထဲကိုထည့်နေပါတယ်။ကျွန်ုပ်လည်းမိမအတွက်ဟန်ချင်းဖူချင်းဇောကန်နေရကအန်ဒီကိုမမြင်နိုင်ပါဘူး။လက်တကန်းကွာမှာကျွန်ုပ်တို့ကြောခိုင်းနေတယ်။ဝင်းကောင်ကြီးကိုနှလုံးပြူးနေတေချာချိန်မိတဲ့ကာလခလုတ်ကိုဖြုတ်ချလိုက်ရာဟိုက် ခြီကဂျမ်းဖြစ်သွားပါလားအတန်ကြားလို့ဝင်ကြီးကလှဲ့ကြည့်တယ်ကတုံးပြောင်ပြောင်နဲ့မုတ်ဆိုးမောင်ကပြူးကြောင်သောမျက်လုံးများဖြင့်ဝင်ကြီးကိုကြောင်ကြည့်ပါတယ်ဝင်ကြီးကအစာမှန်ဖီဖီတကာလကျွန်ုပ်စီကိုချက်ချင်းချင်းကပ်လာပါတယ်ပြီးတော့ကျွန်ုပ်ဥပြီးကိုသူ့ရဲ့လက်သေးချုံအတိပြီးတော့လက်ဝါးကြမ်းကြမ်းကြီးများဖြင့်တဖုံဖုံတဖန်ဖန်နဲ့ရိုက်နှက်ပါတော့တယ်ကျွန်ုပ်ရဲ့ဥကောင်းပြီးကသွေးစိမ့်ရှင်ရှင်ကြတယ်ကျွန်ုပ်လည်းချက်ချင်းမင်အာမတန်မန်ရှော့ကလာလန်းကိုပြန်ပြေးပါတော့တယ် ဒါရောင်ဝင်ကြီးကပြားအောင်ကိုဖေကလှမ်းပစ်ချေရာကျွန်ုပ်ရဲ့နောက်စိတ်ကိုတတဲမှန်ပြီးတကလာပြားများကဝိုင်းအောင်တုတ်ကြပါတော့တယ်ပြားများကများလာလို့ကျွန်ုပ်ရဲ့ဥပြေးကထူပူကျန်ရပါတော့တယ်ဘိုက်ကလေးကပစိုးကောင်းပြီးခြုံပြီးပြေးတယ်သူ့တဲ့အပြေးမြန်တဲ့ပြားတွေကဘိုက်ကလေးရဲ့အတားလောက်ရာခြေတလုံးသားကိုအညှို့ဖြင့်မညာမတာတွဲကြပါတော့တယ်ဒီနေ့ကံမကောင်းပါလားပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေ ဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။